ပူဆောင်တဲ့သူတွေများလွန်တာကြောင့်တနေ့အတွင်းမှာကိုပိုင်ចောင်းဆောင်ကြီးကိုបိုင်ဆိုင်သွားပြီဖြစ်တဲ့ကိုရင်လေးရှင်ဥတ္တမသာရကိုရင်လေးရှင်ဥတ္တမသာရငငယ်ရွယ်နဲ့တရားဟောပါရမီထုကဲလွန်တာကြောင့်ជីညိုကိုွယ်သူတွေများပြားလာခဲ့တာပါ ငါးနေဝင်းကျေရွေးခနာကုံနဲ့ကိုရင်လေးကတရားဟောပေးတဲ့နေရာမှာထုကဲတာလုံးတွေအတွက်ဒရကဒေကမာကြီးတွေကကိုရင်လေးရယ်ဆိုပြီးတော့ကိုယ်ဝဲကြတာပါကိုရင်လေးရှင်ဥဒမတာရာကလက်ရှိမှာအသက်15နှစ်ရွယ်ရှင်နေပါပြီအသက်က15နှစ်ဖြစ်ပေမဲ့လည်းခနာကိုကမဖင်ပြိုးလာတဲ့အတွက်ငါးနှစ်ရွယ်မှာရက်တန်းလို့နေတာပါဒါပေမဲ့ကိုရင်လေးဟာညံရီကတော့ထုကဲတာလုံးကဖွင့်ပြိုးပါတယ်ဓမ္မစာပေကိုဆိုရင်လည်းအရှင်တို့ကကြက်ဖူးတဲ့စာရီလိုခနာလေးနဲ့ရှာသွားတတ်တာပါ ဆီယာတော်တိုင်းတောင်မှာမဟုတ်တဲ့တရားတွေကိုကိုရင်လေးရှင်ဥဒမသာရာကအဓိကနဲ့တာမညာခွဲကဟောပေးနေတာပါ။ဒါကြောင့်မလို့လေကိုရင်လေးရှင်ဥဒမသာရာကပြည်တွင်းဒေသမှာကပဲဖိပါတီတရားဟောပေးနေတာဖြစ်ပါတယ်။ ကိုရင်လေးရှင်ဥဒမသာရကိုဆိုရင်အလွန်ငယ်လူတန်းတဲ့သူတွေကလည်းရန်ကုန်များပြားပါရီကိုရင်လေးဝက်ခါတရားဟောရင်းနဲ့တတိဝင်းကျင်ချိန်မှာပဲကိုဝိန်ကျောင်းဆောင်ကြီးကိုပါပိုင်ဆိုင်လာခဲ့ပါရီကိုရင်လေးရှင်ဥဒမသာရကိုဝိန်ကျောင်းဆောင်ကိုအလွန်ငယ်တွေနဲ့လူတန်းနိုင်နိုင်တာပါကိုဝိန်ကျောင်းဆောင်ဆောက်လုပ်နေတဲ့ချိန်တွေမှာထိုင်းနိုင်ငံမှာတကာတကာမတွေကလည်းအလွန်ငယ်တွေတောက်ရှလူတဲ့ခဲ့ကြတာပါဒါပြင်ကိုရင်လေးမှာမွေးစားမိပါရီလည်းရှိလို့နေတာပါကိုရင်လေးရဲ့မွေးစားမိပါရီက ပုံမူးကြီးတွေဖြစ်ခါငွေကြေးချမ်းသာကြပါရင်မွေစာမိပါတွေကလည်းကျောင်းဆောင်ဆောက်ဖို့အတွက်တိမ်မောင်းများစွာမတီလူတန်းပေးထားတာပါကိုရင်လေးရှင်ဥတ္တမတာရာက ကြီးညိုသူများလွန်နာကြောင့်အသက်15နှစ်မှာပဲကိုပိုင်ကျောင်းဆောင်ကြီးမှာတရင်တုံးလာတာပါအရှင်တော်ကကိုရင်လေးကစာသင်ကျောင်းတက်မှာနေထိုင်တာပါစာသင်ကျောင်းမှာကတတိတသက်မနေရသလိုမိုးရွာချိန်မှာဆိုရင်လေစိတ်မပြေရမလို့ကျောင်းဆောင်ဆောက်ဖို့ကိုအားချင်းစူးစမ်းခဲ့ကြတာပါကိုရင်လေးရှင်ဥတ္တမတာရာကအလုံငွေတွေလှူတဲ့သူများလာပေမဲ့ ဝင်းနီးနဲ့မညီတဲ့စိတ်သဘောထားတွေမရှိအောင်ရှောက်တိန်နိုင်ပါရီပြည်ပနိုင်ငံတွေမှာတရားသွားဟော့ဘီဆိုရင်လေအလှငွေတွေလူတာများလို့နာကြောင့်ဒါကာတိုင်ကမောင်းရင်းနဲ့မတွေ့အောင်ရှောင်နေတတ်တာပါလောအပ်တာတဲ့ပိုလူတာမျိုးကိုလက်မခံပါဘူးကိုရင်လေးရှုံးတမသာရရဲ့စိတ်ကဖြူတဲ့သားဖြစ်လို့နေတာပါဒါပြင်ကိုရင်လေးဟာအခုဆိုရင်အရင်ကားချက်ပို့ပြီးတော့ရင်ကျလာခဲ့ပါရီအရင်တော့ဆိုရင်ငယ်သေးတာကြောင့်စော်စားခြင်းနဲ့စိတ်တွေသာများခဲ့တာပါဒါပေမဲ့အခုဆိုရင်စော်စားခြင်းနဲ့စိတ်ထဲဒါကာတိုင်ကမောင်းရင်းကိုတရားပေးဖို့အတွက်တရားဓမ္မတွေလေ့လာရမယ်ဆိုပြီးတော့ဆုံးဖြတ်ထားတာပါ ကိုရင်လေးကလူငယ်တွေကိုလည်းကိုယ်ွယ်သူအများအတွေ့ကြိုးရှိအောင်ပြန်လုပ်ပေးပါတယ်။ငယ်နေပေးပါလေ။သိန်းဆယ်ကျေလူတန်းပေးခဲ့သလိုအနည်းပတ်ဝန်းကျင်မှာလိုအပ်တဲ့ရေတွင်းတွေလည်းတူးပေးသလိုလမ်းတွေလည်းပြင်ပေးလူတန်းပေးခဲ့တာပါ ကိုရင်လင်းရှောဓမ္မတာရာကတရားဓမ္မစာပေတွေကိုစိတ်ရှိတိုင်းတော့မသိယူနိုင်ပါဘူးခန္ဓာကိုယ်ကမဖွင့်ပြိုးတဲ့အတွက်ပင်ပန်းမခံနိုင်သလိုကျန်းမာရေးဆောက်ရှောက်မှုတွေခံယူနေရတာပါပူဇော်တဲ့သူတွေများပြားလွန်းတာကြောင့်တစ်နှစ်တွင်းမှာကိုမိုင်ကျောင်းဆောင်ကြီးကိုပိုင်ဆိုင်သွားပြီဖြစ်တဲ့ကိုရင်လင်းရှောဓမ္မတာရာပေါ်ပရိသတ်တို့ရဲ့မြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝေစားစရာကောင်းတဲ့ဆယ်လီတွေနုပညာရှင်တွေရဲ့တင်ဆက်တူပြန်လာခဲ့ပါအောင်ရှင်ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါတယ်အမင်းနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလည်းကို စီနှလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။